မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကနျူကလ িয়ার ပက်ထိန်စနစ်တပ်ဒုံးကျည်ရဲ့တပ်ဆင်နိုင်ွယ်ရှိတယ်။ဖြတ်တင်မောအစ်တတဲ့စင်းကိုထုတ်ဖော်ပြသခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြတ်တင်မောဟာမြောက်ကိုရီးယားစစ်တပ်ရဲ့စစ်စင်ရေးအတိုက်တာနဲ့လက်ဦးမှုရယူထားတဲ့တိုက်စစ်ဆွမ်းဆောင်ရည်တွေကိုတိုးချဲ့လို့တဲ့သူ့ရဲ့ရည်မှန်းချက်အပေါ်တိတာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်တယ်လို့ကင်ကပြောပါတယ်။ကင်ကမြောက်ကိုရီးယားရဲ့လက်နက်တီးဆောင်မှုဆက်လက်လှုပ်ဆောင်နေတာဟာဒေတာတွင်းရှိအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကချင်းချောက်မှုတွေကိုတုံ့ပြန်မှုဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ကင်မဟာပထဝီနိုင်ငံရဲ့အကြက်တဲကိုပြပြတတတုံ့ပြန်သွားမယ်လို့ကတိပြုခဲ့ကြောင်းနိုင်ငံ မိုင်း KCN သတင်းမှာဖော်ပြထားပါတယ်။ချိုဟိုင်ယန်လို့အမည်ပေးထားတဲ့မြောက်ကိုရီးယားရဲ့စစ်သင်္ဘောအသစ်ဟာတန်ချိန်9000အလေးချိန်ရှိတဲ့ဖြတ်သင်္ဘောအမျိုးအစားဖြစ်ပြီးတနည်းကြော်ကြအချိန်ယူကတိစောက်ခဲ့တာဖြစ်တယ်လို့ KCN သတင်းကဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြတ်သင်္ဘောမှာအင်အားအပြင်းဆုံးလက်နက်တွေတပ်ဆင်နိုင်ကြောင်းအာဏာရအလုပ်သမားပါတီရဲ့အတွင်ရမူချိုချန်ယောင်ကပြောကြားခဲ့ပါတယ်။အဲ့ဒီတင်မော့ရဲ့အရွယ်အစားအရာတင်မော့ပေါ်မှာမြေပြင်ကိုပိတ်ခတ်နိုင်တဲ့ဒုံးကျည်တွေတင်မော့ပေါ်မှာဝေဟင်ကိုပိတ်ခတ်နိုင်တဲ့ဒုံးကျည်တွေကိုတည်ဆောင်နိုင်ကြောင်းကျွမ်းကျူတွေကယူဆထားပါတယ်။နျူကလ িয়ার စွမ်းအင်တုံးရင်ငုံတင်မော့ဟာသူ့ရဲ့ရည်တဲ့အင်အားကိုပုံမှုအားကောင်း ောင်းစေတယ်။နောက်ထပ်ခြေလှမ်းကြီးတရဖြစ်လာလိမ့်မယ်လို့ကင်ကထပ်မံပြောကြားခဲ့ပါတယ်။တချို့ကြွမ်းကျင်သူတွေကတော့လှုပ်ဝက်ပြီးဖွံ့ဖြိုးမှုအားနည်းတဲ့မြောက်ကိုရီးယားနိုင်ငံဟာပြည်ပနိုင်ငံရဲ့အကူအညီမပါဘဲအဲ့ဒီလိုအစိမ့်မဲ့နီးပြူဟာမြောက်စွမ်းရည်တွေကိုတီထွင်ထုတ်လုပ်နိုင်မှုအပေါ်မေးခွန်းထုတ်နေကြပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာရုရှားဘက်ကအကူအညီပေးနေပြီးသူ့ရဲ့စီးရေးစွမ်းဆောင်ရည်ကိုလည်းဆက်လက်မြှင့်တင်နေတာကြောင့်ဒေတာတွင်းတင်းမာမှုတွေပုံမှန်မြင့်တက်လျက်ရှိပါတယ်။